ပရိသတ်ကြီးမင်္ဂလာပါ Hobby Channel မြန်မာကကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Hobby Channel မြန်မာဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့စိတ်ဝင်စားဖွယ်ရာဝါသနာပေါင်းစုံကိုရိုက်ကူးတင်ဆက်ပေးနေတဲ့ Channel တစ်ခုဖြစ်ပါတယ်ဒီနေ့မှာတော့မြန်မာနိုင်ငံမှာရှိတဲ့စိတ်ဝင်စားဖွယ်ရာဝါသနာပေါင်းမြောက်များစွာတွေကနေပြီးတော့ရိုက်ကူးတင်ဆက်ပေးမယ့်ဝါသနာတစ်ခုကတော့ဒါလီပဲဖြစ်ပါတယ်ခင်ဗျာ

ကျွန်တော်အခုရောက်ရှိနေတာကတော့မြောင်းကလပါမြို့နယ်ထောက်ဝင်မဲ့ရက်ကွက်သူနန္ဒလမ်းမကြီးဘော်ကတို့မြန်မာချင်းအောင်မှာဖွင့်လှစ်တင်ကြားနေတဲ့ဥက္ကလာရိုးရာချင်းလုံးတင်တန်းချောင်းကိုရောက်ရှိနေခြင်းဖြစ်ပါတယ်ခင်ဗျာအဲဒါကတော့ဒီတင်တန်းချောင်းမှာတင်တန်းဆရာဖြစ်တာဝယူဆောင်ရွက်ပေးနေတဲ့မြမလက်ရွေးစင်ချင်းလုံးပညာရှင်ဆရာဖြိုးနောင်အောင်ပဲဖြစ်ပါတယ်ခင်ဗျာဆရာမင်္ဂလာပါမင်္ဂလာပါဘုရားဩဆရာကျွန်တော်တို့ဒီနေ့ကမြမရိုးရာချင်းလုံးနဲ့ပတ်သက်တဲ့ဘဟုတုတ္တရတွေကို မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့ပြည်သက်ကြီးသိစေဖို့ရအတွက်ကျွန်တော်တို့ရဲ့ channel ကနေပြီးတော့လာရောက်ရိုက်ကူးခြင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့ဆရာအနေနဲ့ဒီချင်းလုံးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုပြည်သက်တွေသိစေဖို့မျှဝေပေးပါဦးခင်ဗျဟုတ်ကဲ့ရပါတယ်ကျွန်တော်ကလည်းကြိုးစားပါတယ် ရိုးရခြင်းလုံးပညာမှာဆိုကျွန်တော်တို့အမှတ်ခတ်ရဲ့အလားခတ်ဆိုတာ2မျိုးရှိပါတယ်အဲကျွန်တော်တို့အမှတ်ခတ်မှာတော့ချင်း10မျိုးချင်းလက်10မျိုးခေဆန်း10မျိုးဆိုပြီးတော့ကျွန်တော်တို့ဒီလိုမြန်မာနိုင်ငံချင်းလုံးဖွဲ့ဆောင်ကောင်းမျိုးတို့တို့ထုတ်ပြန်ထားတဲ့အမှတ်ခတ်ကိုကျွန်တော်တို့ခတ်တယ်လို့အလားခတ်မှာလည်းအဲ့ဒီမျိုး30တည်းရမျိုးကျွန်တော်တို့ပရိသတ်စိတ်ဝင်စားအောင်မြမရိုးရချင်းပညာရဲ့အလားခတ်မှာကိုလည်းကျွန်တော်တို့ကအောက်ပိုင်းလေးတွေကိုလည်းတည်တွင်ကြံစားပြီးတော့ခက်ကစားတဲ့ အမျိုးအစားတွေလည်းအများကြီးရှိပါတယ်ကျွန်တော်တို့ရဲ့မြန်မာရိုးရာချင်းပြင်းရဲအတိမ်တက်ကလည်းတော်တော်လွယ်ရောင်ရောင်နဲ့နည်းနည်းပါတဲ့ရိုးရာချင်းလုံးပဲဖြစ်ပါတယ်ခင်ဗျအမီနမဲဇူးပေါ့ပါအခုတမီတင်တာလေးလရှိသွားပါပြီအခုခြေပြားဆန်ခြင်းက1300ဖြစ်ပါတယ်ဆရာတွေတမီတဲ့အတိုင်းစူးစမ်းပါမယ်အမင်းသမီးဖြစ်သွားတဲ့ဒီဆက်စူးစမ်းပါမယ်သားနမရတော့မောင်ကန်းခိုင်ဖြစ်ပါလေသားအသက်ကတော့၁၇နှစ်ရှိပါပြီဆရာတေကားသမီးကိုအသွေးမကြီးလိုက်လို့ပြီးကျွန်တော်ချင်းမိသားဖြစ်အောင်ကြိုးစားပါဟုတ်ကဲ့ဆရာ ိုစောစောကသင်တန်းသားလေးတွေမိတ်ဆက်သွားတဲ့အခါမှာသူတို့ပြောသွားတာလေကျွန်တော်ကြားလိုက်ပါတယ်ကျွန်တော်မင်းသားဖြစ်အောင်ကြိုးစားပါမယ်မင်းသားဖြစ်အောင်ကြိုးစားပါမယ်အဲ့တော့ဆရာဒီမြမရွရချင်းလုံးမှာဒီမင်းသားလို့ခေါ်တဲ့အခေါ်လေးကိုလည်းဆရာရှင်းပြပေးပါဦးခင်ဗျဟိုကျွန်တော်တို့ရဲ့မြမရွရချင်းပညာမှာမင်းသားမင်းသမီးဆိုတာရှိတယ်မင်းသားမင်းသမီးကိုဘာကြောင့်ခေါ်လဲဆိုတော့ကလေးတွေရမလို့ငယ်ချင်းတောင်းရင်ကလေးဘွားတွေရမလို့သူတို့ကြင်ကြံလာတယ်ကြင်ကြံလာတဲ့အခါမှာသူတို့ချင်းပေါက်လေးတွေကိုများစွာရလာတယ်ပရိသတ်ကိုဖျော်ဖြေနိုင်တဲ့ အနေထားရောက်တဲ့အခါမှာကျွန်တော်တို့ကဝိုင်းလေကိုတွင်းပြီးတော့ဘေးရမီတော့ကျွန်တော်တို့ကငါးယောက်ကမီတော့ထောက်ဖို့ဆက်ကဤလေးချက်ဆိုတဲ့ဆောင်းဘုံနဲ့အညီကျွန်တော်တို့ကမီတော့ကုညီပန်ဖို့တဲ့ဘေးမှာငါးယောက်ရှိတယ်ငါးယောက်ကြားထဲမှာမှသူကအလဲမှာမင်းသားရဲ့မင်းသမီးရဲ့ဆိုတာဒီလိုကဖြစ်ပေါ်လာအဲ့ဒါယောက်ျားလေးဆိုရင်ကျွန်တော်တို့ကမင်းသားလို့ခေါ်တယ်မင်းကလေးဆိုမင်းသမီးလို့ခေါ်တယ်အဲ့ဒီအခေါ်နှုံးနှုံးကတော့ဒါကျွန်တော်တို့ဟိုရှေ့ရေရမီတော့သူတို့လူကြီးတွေချမှတ်ခဲ့တဲ့ပုံစံမျိုးပေါ့ အခုကတော့ကျွန်တော်တို့မင်းသားရဲ့မင်းသမီးရဲ့ဆိုပြီးတော့တဝိုင်းမှာ6ယောက်ကျွန်တော်တို့ခတ်ကြတယ်ခတ်ကြတဲ့အခါမှာအလဲမှာတယောက်ကိုတူးပြီးတော့ဘေးက9ယောက်ကကုညီပံမိုးပြီးတော့ခတ်တဲ့ဟာကိုကျွန်တော်တို့ကအလားကိုမင်းသားလို့ခေါ်တယ်အဲနောက်တဲ့တစ်ခုကတော့ကျွန်တော်တို့ဝါဒနာရှင်ထဲမှာလည်းရှိတယ်လို့ပညာရှင်လည်းရှိတယ်ပညာရှင်ဝါဒနာရှင်ကိုကျွန်တော်တို့ကခွဲခြားထားတဲ့အနေမှာဝါဒနာပါပြီးတော့ကြီးမှခတ်တဲ့လူတွေလည်းရှိကြတယ်ရှိတဲ့အခါမှာကျွန်တော်တို့ဥပမာဓမင်းလူအကိုလိုလူမျိုးပေါ့နည်းနည်းပါဝါဒနာပါလို့ချင်းကိုခတ်တယ် ခတ်တဲ့အခါမှာမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းရမိတော့အကိုဖိတ်လိုက်ဖိတ်လိုက်တဲ့အခါမှာအကိုကျွန်တော်တို့ကအလဲကောင်ထားပြီးတော့ခုနလိုပဲခတ်ကစားကြတယ်ခတ်ကစားတဲ့အခါမှာကျွန်တော်တို့ကသူ့ကိုမင်းသားအဖြစ်ကျွန်တော်တို့ကဘေးရမလို့ကုညီပံ့ပိုးကြတာအဲအဲ့ဒါကြောင့်အဲ့လိုခွဲကြပြီးတော့မင်းသားမင်းသမီးဆိုတာရှိအဲအဲ့ဒီမှာနောက်ပိုင်းမှာထပ်ပြီးတော့ကျွန်တော်တို့ကတူညီဝိဆုံဆိုတာကျွန်တော်တို့ကထားကြတယ်တူညီဝိဆုံတော့အနီရောင်ဆိုလဲအနီရောင်အဖြူရောင်ဆိုလဲအဖြူရောင်ပေါ့စသည်ဖြင့် အဲ့လိုမျိုးတိုက်ရမှာမင်းသားမင်းသမီးကအယောင်ွဲတစ်ခုပဲတူသူ့ထင်ပေါ်ကြော်စားစေခြင်းနဲ့ဆန္ဒတစ်ခုနဲ့အဲ့လိုအယောင်ွဲလေးဝတ်ပြီးတော့မှအဲ့လာကိုကျွန်တော်တို့ကမင်းသားမင်းသမီးလို့ခေါ်ပါတယ်ခုတမီးနမရနော်ရဲဖြစ်ပါတယ်တမီးအသက်က73မှာတမီးတင်ကြားခဲ့တဲ့ကာလတော့တလားကျွန်တော်လားလောက်ရှိပါတယ်တမီးခြေပြားဆန်ခြင်းက2000ကျော်သွားပါပြီဆရာကြီးတင်ကြားခဲ့တဲ့မြောက်ကိုစ조사ခဲ့ပါတယ်အဲ့ကြောင့်နှစ်ဘူးဘွာရှိတင်မကြတဲ့ထီး조사ခဲ့ပါတယ်အဲ့ကြောင့်မချင်းချင်းမင်းသမီးဖြစ်အောင်조사ပါမယ် က်ဆိုစီကခုနဟိုအလဲမာထားပြီးတော့ဘေးကနေဝင်းရံပေးထားတယ်အလဲရလူကိုမင်းသားလို့ခေါ်တယ်ဒါဆိုစီကဒီဘေးကနေပြီးတော့ဝင်းရံပေးထားတာကိုကြတော့ဘယ်လိုခေါ်လဲဟာဟုတ်ကဲ့ကျွန်တော်တို့ဘေးကမနော်ဝင်းရံထားတာကိုကျွန်တော်တို့ချင်းလုံးအခေါ်ခေါ်ပေါ့ခေါ်လို့ကျွန်တော်တို့ကခေါ်ကြတယ်ဒါပေမဲ့အဲ့လူ၅ယောက်ကလည်းဒီအလဲရခတ်တဲ့လူကိုဝိုင်းဝန်းကူညီပံ့ပိုးတာပေါ့အမှန်မှန်တော့ဒီကလေးဖြစ်မြောက်ပါစေဒီကလေးသူခတ်နိုင်အောင်ပေးပို့တဲ့ဘေးရမင်းတော့ အကူပေါ့ကျွန်တော်တို့မြန်မာစကားလို့မြန်မာလို့တုံးရရင်တော့ကျွန်တော်တို့အကူညီပံ့ပိုးတဲ့လူပေါ့ဒါပေမဲ့ကျွန်တော်တို့ချင်းလုံးမြန်မာရိုးရချင်းလုံးပညာမှာအခေါ်ခေါ်နှောင်းရတော့ဂေါ်လို့ခေါ်ကြတယ်ပေါ့ ခြားပါတယ်ဟိုမြင်းလောင်။ကွာခြားတယ်ဆိုတာကျွန်တော်တို့ရဲ့မြမယူရာချင်းလုံးပညာအနေထားနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ချင်းလုံးလေးရာချိန်နဲ့တောတောင်အောင်ရရှိလာတဲ့ချိန်လေးနဲ့တကယ်လောက်ထားတာပါ။နောက်တဲ့တစ်ခုကကျွန်တော်တို့ကချင်းလုံးအဖြူရောင်တုတ်တယ်ဆိုတာလဲဖြူစင်တန်ရှင်းနဲ့အဖြူရောင်လေးကိုကျွန်တော်တို့တုတ်ထားတာ။အဲဒီတော့ကျွန်တော်တို့ချင်းလုံးမှာဆိုလဲအပေါက်ဆန်းအပေါက်ရှိတယ်။ ကျိန်ပင်ကျိန်မှာဆိုတော့၈ပင်၉ပင်၇ပင်စားရည်အားဖြင့်အခုဆိုနောက်ပိုင်းမှာထွက်လာတာ၁၀ပင်၁၇ပင်နေလဲရှိကြတယ်။အဲကြောင့်ကျွန်တော်တို့နဲ့ပိုက်ကြော်တဲ့ဘလို့ကွာချက်ရှိလဲဆိုတော့ကျွန်တော်တို့ရဲ့မြမယူရချင်းပညာတယောက်နဲ့တယောက်ဖေးမှပြီးတော့ကူညီပံ့ပိုးပြီးတော့ခက်ကစားရတဲ့မြမယူရချင်းပညာဖြစ်တယ်။ဘလို့ခေါ်မလဲဆိုတော့ကျွန်တော်တို့သူများလက်နေတဲ့နေရာကိုအားနဲ့မှန်နဲ့ဒီလိုအားနဲ့မှန်နဲ့သူများနိုင်ကြနေတဲ့နေရာကိုကျွန်တော်တို့ယူရချင်းအဲ့လိုမျိုးမလုပ်ဖဲနဲ့ သူများခတ်တဲ့ချင်းလုံးလေးอ่ะထွက်လာလို့ချင်းဘေးကအကူ9ယောက်ကမြင်တော့အထက်ကမင်းသားမင်းသမီးကောင်းကောင်းမွန်မွန်လေးပြန်ခတ်နိုင်ပါသေးဆိုပြီးတော့ကျွန်တော်တို့မြမရိုးရချင်းပြညာစေတနာမေတ္တာနဲ့ကောင်းကောင်းမွန်မွန်ကြောက်အောင်ပြန်ပူရတဲ့ရိုးရချင်းရဲ့အတိတ်နဲ့ပဲဖြစ်ပါတယ်။အဲကြောင့်ကျွန်တော်တို့ရဲ့မြမရိုးရချင်းပြညာမှာခိုင်ရင်ဒေါရအန်တီရဲ့စိတ်မရှိဘူး။အဲကြောင့်ကျွန်တော်တို့ကမြမရိုးရချင်းပြညာကိုအလားကြောင့်ဂျိန်လေးနဲ့လှုပ်ထားတဲ့ဟာကိုလည်းချင်းလုံးကိုလည်းကျွန်တော်တို့အဖြူရောင်မဲတုတ်တယ်ဖြူစင်တန်ဆင်းစာနဲ့ ခက်ခစားရတဲ့ကျွန်တော်တို့ရဲ့မြန်မာရိုးရာချင်းပညာအတိုင်းနဲ့မှာအခုတချို့တချို့မှာမေးနေတယ်ခလေးတွေအာနေလန်းကာလာပြေးခိုင်းတယ်လွှားခိုင်းတယ်ဒါမဲ့နောက်တဲ့ kwa ချက်ကကျွန်တော်တို့ရဲ့မြန်မာရိုးရာချင်းပညာရဲ့ kwa ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ကကွင်းထဲဝင်အကျောပျော့ပြောင်းနေရမှာဖျောင်းလို့ပျော့ပြောင်းနေမှာကျွန်တော်တို့ရိုးရာချင်းကခက်ခစားလို့ရအဲဘောလုံးမှာဆိုလို့ရှိရင်တို့ကကွင်းထဲဝင်ကန်နေကြရင်အကျောချင်းတောင်းတင်းနေပြီးတော့တွန်းတွန်းတိုက်တိုက်ကစားရတဲ့ဟာကြတော့သူတို့ကတန်ချောင်းလို့မာနေရတယ် အဲကြောင့်ကျွန်တော်တို့ရဲ့မြန်မာယူရဲ့ချင်းပြညာမှာကွာရချက်ကဝိုင်းနေကိုဝင်ကျွန်တော်တို့ဖျောင်းလို့ပျော်ပြောင်းနေရမယ်ကျွန်တော်တို့မြန်မာယူရဲ့ချင်းပြညာခတ်နေနေကုံသွားတာတန်ချောင်းလို့မာနေတဲ့အချိန်မှာအဲ့လူတယောက်ကတော်တော်ကုံသွားပြီပေါ့နော်အဲဘောလုံးသမားကြတော့လေဒီလိုပဲဝင်နေရသူကတန်ချောင်းလို့မာတင်းနေပြီးတော့ဝင်ရတယ်အဲသူတို့ကုံဆုံးသွားတဲ့အချိန်ကဖျောင်းလို့ပျော်ပြောင်းသွားရင်သူတို့ကကုံဆုံးသွားတာအာကစားခြင်းကတမျိုးနဲ့တမျိုးမတူကြဘူးဆိုတော့အချက်လက်လေးကိုကျွန်တော်ပြောပြတာပါဟုတ်ကဲ့ပါ ထမချင်းယုံစတိဆောက်ပြီးခါစားတော့ဒီလိုပဲခတ်ကြတယ်ပေါ့ဗျာနောက်ကြတော့ကျွန်တော်တို့ချင်းဝိုင်းမှာဒီကထောင်းကြိုက်နဲ့ဝင်လာတာတို့စွကျဲအင်းကြီးနဲ့ဝင်ခတ်တာတို့အဲ့လိုအတိုင်းတာလေးကြတော့ကျွန်တော်တို့ဒီကနောက်ရက်သေးတာတောက်စားပြီးတော့ဝင်ရောက်လာတာတို့အဲ့ဒါလေးကြတော့ကျွန်တော်တို့ဒီလက်ရှိခက်ကစားနေတဲ့လူတွေတို့အနှောက်အယှက်ဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့အခုနောက်ပိုင်းဘယ်လိုစည်းကမ်းတင်းချက်လဲဆိုတော့ကျွန်တော်တို့ကထောင်းကြိုက်နဲ့ခတ်လို့မရဘူး စွတ်ကြဲအင်ဂျင်နဲ့ခတ်လို့မရဘူးအရက်သေးတာတောက်စားပြီးခတ်လို့မရဘူးအချင်းလုံးယူနီဖောင်းနဲ့ပေါ့အဲ့လိုအနည်းဆုံးခတ်ခတ်ဖို့စီကံတတ်မှတ်ထားပါတယ်